ซีซั่น6ยาไฟยูซีวาดูเนี่ยโยมทุกท่านก้าวขึ้นไปสัตว์เต็มสนิทในซีซั่นဖြစ်ပါတယ်ရှင်တို့ဖြစ်ပါရဲ့ไฟยูซีวาดูเนี่ยโยมทุกท่านก้าวขึ้นไปสัตว์เต็มสนิทในဖြစ်ကြောင်းပြောကြားပါတယ်ရှင်အလုံးမင်္ဂလာပါရှင့်အာကျွန်တော်လေးများသောဖြင့်ကျွန်မပဲပြောနေချင်ဖြစ်လို့ဒီတခါတော့ဒီကနေစပြီးတော့ရှေ့လျှောက်ပေါ့နော်ကျွန်တော်တို့လူငယ်တွေအမျိုးသမီးတွေအဲကျွန်တော်တို့ကိုယ်စားလှယ်လောင်းတွေကျွန်တော်တို့ပွဲထုတ်မှာဖြစ်ပါရှင့် ကျွန်တော်တို့ဟို2020တုန်းကပြောခဲ့ပါတယ်ကျွန်တော်တို့ကတသိန်းလုံးကံပြီး PPP ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုအားကစားတစ်ခုလို့ပြောလို့ရှိရင်ဥမာဘောလုံးတင်းလို့ပြောလို့ရှိရင်တသိန်းလုံးကံမှာပဲတသိန်းလုံးရဲ့ပုံဝင်မှုနဲ့ပဲကျွန်တော်တို့အောင်မြင်နိုင်တာဖြစ်ပါရဲ့ရှင်အဲ့ဒါကြောင့်မလို့တသိန်းလုံးကံပြီး PPP ဆိုတာကျွန်တော်တို့ပါတီမှာတယောက်ချင်းစီရဲ့ပုံဝင်မှုတယောက်ချင်းစီရဲ့စူးစမ်းအားထုတ်မှုတယောက်ချင်းစီရဲ့အတွေ့အကြုံနဲ့စေတနာနဲ့စူးစမ်းဆောင်ရွက်မှုတွေကအရေးကြီးပါတယ်ရှင် နော်အဲဒါကြောင့်မို့ကျွန်မအနေနဲ့ကျွန်မအနေနဲ့တော့သူစားတိတ်တန်းပြည့်ရနေစပြီးတော့ပေါ့လေအစပြီးတော့မှစိုက်ပျိုးရေးအကြောင်းလေးပြောပေးပါရှင့်စိုက်ပျိုးရေးအကြောင်းလေးပြောပေးပြီးလို့ရှိရင်ကျွန်တော်တို့ဒီလိုပဲအစဉ်တိုင်းကြွားလိုက်ပါမယ်ရှင့်ပြီးဥပောင်းငင်းခန့်ပြီးဥနေလေးရှင့်ပြီးလို့ရှိရင်တော့တည်ရအောင်ပေါ့နော်ဟိုတလက်စီကြွားလိုက်ပါမယ်ရှင့်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါနော်ကြွားလာကြရဲ့ဒီလိုပါဒီဟုတ်ကဲ့ဒါကရာဒတ်ကနေတော့ဘောလုံးစားဖို့ညမင်းမျိုးပါများလေဒီတော့မရရှိတိုင်း ပုံစံလေးလောင်းညာရုံးနဲ့အမှုဆောင်ညာပတိမညာနဲ့ချိန်ကာလတော့ရတဲ့ညာအားခါရမီအပေါ်စတာအပိုင်းစီကျမရောခြေတော်မျိုးနဲ့ဒီလူရှိတာပါဒီမှာလေဆိုတော့ဘယ်ကိုတိုင်းဒီတိုင်းဒီလူရှိတာပါဒီရဲ့ယုဒမီယာကဏ္ဍမှာတောင်းတဲ့သူကတင်ရပြီးကြဖြစ်ပါအဲယုဒမီယာကဏ္ဍမှာသူတို့အနေနဲ့တောင်းယူတယ်ဆိုတော့ညာလေးပဲစိုက်ကလေးကြောင့်အရင်ဆွေးနွေးခြင်းဒီလားဘာလို့လဲဆိုတော့ကြာသူကစိုက်ကလေးသမားဖြစ်နေတယ်စိုက်ကလေးသမားကမျိုးစိတ် ဘာမျိုးစိတ်ထုတ်တာပြန်တော့အဲ့တော့ပူပူတိုင်းနဲ့ရင်ဆိုင်ရရတယ်တွေ့ကြုံရတယ်ဒီအကြောင်းကိုတူတူမရဆွေးနွေးပေးချင်တာပါဆိုတော့အဲ့တော့ပူတွေ့ရတဲ့အခြေအနေမှာကဗိုင်းရပ်စ်တော့ကတော့ဒီလက်ရှိတောင်တွေရင်ဆိုင်ရရတဲ့ပြဿနာတွေမှာအားလုံးပဲတူတူလိုပဲကျမတို့လည်းရင်ဆိုင်ရမယ်လို့လည်းထင်ပါတယ်အားဗိုင်းရပ်စ်ဆိုတဲ့အခါကျတော့ဆိုင်စိတ်ပလာစုတွေအများကြီးမှနေပြီးတော့စဘာစိတ်တွေကြာနေဟုတ်ပါပါရှင်အဲ့တော့အဲ့လိုရင်ဆိုင်ရတဲ့ ကျွန်မလည်းပါတော့ကျွန်မတို့လည်းအားလုံးပဲရင်ဆိုင်ရမှာအဲ့ဒီမှာမှဘာနေနေပါလဲလုံသမားရှားပေါင်းပြတ်တာလေစတူရင်းတွေ့အောင်ဆိုစပတ်တဲ့ဈေးကြီးတဲ့ပြတ်တာလေစဘာစင်းချစီပြီးတော့ဆွတ်ပြနေခြင်းဟောစဘာစင်းဝတ်ပြတ်ဒီဒီနေ့မှာဒီစဘာကဈေးကောင်းကိုစိုက်တယ်။နောက်ဒီအဲ့စဘာပင်နာပါရအောင်လို့ဒီလိုအဲ့ဒီတရားကြီးစိုက်ရတယ်။အစပကကျတော့ဘုရားသမားရှာချာမှုပြတ်တယ်လို့သူတို့စဉ်းစားထားမယ်ဆိုရင်လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ာဒေတာကိုဆောက်ပါပြီးတော့ဘောတော့ပါပြီးကြာတယ်။အားလည်းပစိတ်တဲ့ဒေတာပေါင်းနေပါလား။နောက်တော့ကတော့နှစ်ဆက်တစ်ကလည်းနှစ်ဆက်ဆနာကိုဒီလူငယ်တွေဟာအတွေးပေါ်ယူဆပြီးပါရင်ပြီးတော့လမ်းကြောင်းမင်းချက်မှားခဲ့တာလေဆောက်ခဲ့တာဒီနေ့ကရောက်တဲ့အထိအတိမင်းကြီးခုဖြစ်လာခဲ့ပါတော့။မိမိရဲ့ရာမှာစောင့်နေရေးအတွက်စိတ်ချတစ်ချာအလုံးလုံးဖွဲ့ဒီနားလေးရောပါလာခဲ့တယ်။ဒုက္ခဆုံးသူတို့ရပ်ပါတယ်ပါတော့။တိုင်းရှင်းတိုင်းရှင်းကျွန်တော်လူငယ်တွေမတွေ့ရတော့ မရှိကြတော့အရေးအရေးဆိုရင်လေခုနိုင်တဲ့အရွယ်ကောင်းတွေမရှိကြတော့ဘူးအဲ့ဒါတွေကဆက်ပြီးတော့ဘယ်ဟာတွေမှာပါဒီအလုပ်သမားစားဖို့ပြဿနာကြုံတွေ့ရတယ်ပေါ့နော်အဲ့ဒီခက်ခဲလို့ကိုယ်ဖြတ်ပန်းကြပြီလေဒီရင်နဲ့နိုင်ငံရေးပုံစံတစ်ခုဖြစ်ဖို့ဆောက်ကြပြီအဲ့အတွက်အားလုံးကတောင်းဆိုရနော်နိုင်ငံသားလိုက်မှာတောင်းဆိုပါနိုင်ငံမှာပြောင်းလဲပေါင်းနဲ့ဖြစ်ချင်တိုင်းဖြစ်ချင်တိုင်းကျနေနိုင်ငံရေးဒီမေလို့ဆိုတာအလားအမနိုင်ငံရေးအလားအမနေပြည်ထောင်နေတဲ့နိုင်ငံရေးအခြေအနေရောက်ဖို့ဒါ ဲ့နိုင်ငံရေးရေချိန်ကြီးသူတို့နိုင်ငံသားတွေမှာရှိရတယ်ဖြစ်ဖြစ်ဖြစ်တိုက်တဲ့အဘေးခေါ်တွေလည်းသူတို့နိုင်ငံသားတွေအားလုံးမှာရှိနိုင်ပါတယ်ကိုရီးယားတောင်ပြည်တွေပေါ့ဗျာသူတို့ဆိုအဲစပါးဆိုင်တဲ့ပါလို့ငါတောင်ပြည်ပဲဆိုပြီးတော့ဒီနိုင်ငံရေးနဲ့ကိန်းကွာတော့ဆန်ကောင်းတွေလည်းပဲဆိုက်တော့ဒီလိုမရတော့အခြေအနေဒီအရာအားလုံးကိုဒီလိုနဲ့ပတ်ပါမယ်အခြေအနေဖြစ်တဲ့ကြောင့်လို့ကိုကိုတိုင်းမှာနိုင်ငံရေးကိုဒီနိုင်ငံရေးရေချိန်ကိုကိုကိုတိုင်းမှာမမြင်ဘူးဆိုရင် ပုံကျတဲ့အခြေလို့မရဘူး။ဒါကြောင့်နိုင်ငံရေးခြေခြေချင်းကိုပြည့်တင်ပြီးတော့အေဂျင့်ရဲ့ပုံချင်းတစ်ခုကိုဖန်တီးရအောင်အမှအိုလေးမျိုးလေးဒီအေဂျင့်ရဲ့ပုံတွေကလေးမှပဲမခွင့်မပါပဲနော်။နေရာလုံးကတော့လည်းတော့ဆက်ဆက်ရပေါ့။ပုံပါမချင်ပါပဲ။ဒီနေ့ရေးချက်ပါနေနိုင်လိမ့်မယ်လို့သူတို့အနေနဲ့ဖြေပြပြီးပါတယ်။အဲ့လိုလူငယ်တွေကပုံပြရဲ့ခုနေတာမှာအေဂျင့်ဆိုတာနေနိုင်ပြီးရေးဆိုရင်ကကူလာတဲ့စိတ်ဒနာဖြစ်တဲ့လောကမှာစာပေါင်းမှုပြဿနာလေဂျုံနေသောအမှန်ပဲဖြစ်ပါတ ဒါလို့ခေါ်အင်္ဂါစုတွေစဉ်ကြီးနေတာစိုက်ပျိုးရေးသုံးပစ္စည်းတွေဈေးနှုန်းကြီးတယ်လို့ပုံစံတော့စဉ်ကြီးနေတာစိုက်ပျိုးရေးတစ်ခုနဲ့မှကြီးတာပုံစံနဲ့အလုံးနဲ့စဉ်ကြီးနေတာပုံလို့ရပစ္စည်းပုံဘွယ်ဖို့ဈေးကျက်နေရင်ဟာဘယ်လိုပြောလဲဆိုကမ္ဘာရှည်ဈေးကျက်နေတယ်လို့နော်ကိုယ့်ရဲ့နေရာထွက်ဖို့ပစ္စည်းဈေးရောနေနိုင်ငံရေးအခြေအနေပေါ့အဲ့လိုလေးရှိတယ်နော်ပုံဘွယ်လို့ဈေးကျက်ရင်ကမ္ဘာရှည်ဈေးကျက်လို့ကမ္ဘာမှာဈေးကျက်အဲတကယ်လို့ကိုယ့်ရဲ့ပစ္စည်း ဈေးကြတယ်နိုင်ငံရေးမကောင်းလို့ဈေးမရဘူးအဲ့လိုအမျိုးတွေပို့တွေးရတယ်ဒါကတော့ဒီကာလရဲ့စံနှုန်းသတ်မှတ်ချက်လေးတစ်ခုပေါ့နော်ဆိုတော့ကကြောင်အခုဆိုရင်ဒီလမ်းမဆက်တဲ့ရင်းညာလုံးလုံးလုံးချုံးဝိတ်ခဲ့တယ်ငယ်ဆက်ဒေတာရဲ့ပုံပေါ်ရင်းမှာစာရွေးသုံးပစ္စည်းတွေကိုတောင်းလည်းပြောချောချောမွေ့ဝိတ်ရောက်နေမှာဆိုရင်ဒါသူတို့အနေနဲ့ဒီပုံပစ္စည်းအဲဒီဖွင့်ရဆိုတွေပေါ့ဆေးကြီးတဲ့တန်လေးအနမ်းခတ်ခဲ့ပြဿနာတွေရှိတော့ တကယ်လို့ဒေတာတွေမငြိမ်းချတဲ့အတွက်ကြောင့်လို့ဒီ post ကိုဒိုးတဲ့ PC ကိုပတ်စပ်ပေးသွားမယ်ဆိုရင်မရောက်နိုင်တဲ့နေသားတွေဖြစ်နေကြတယ်ပေါ့နော်။ဒါကြောင့်မို့နေဆက်ဒေတာရဲ့နေဆက်ကုန်သွယ်ရေးအင်ဂျင်ဖြစ်ဆိုရင်တောင်ထေဘက်ဝက်တဲ့ခိမိဆိုင်ရုပ် PC အများအကန့်ပို့တဲ့ထောက်လုံးလုံးချောင်းလို့စာရောက်မှာမှန်ပါပဲနော်။ဒါကြောင့်မို့ကျွန်မတို့တောင်ထေမှာလုပ်ငန်းပြုချိန်ရှိပြီးသားပါ KSS နော်။တော့ဘယ်ခိပဲရောက်ရောက်တောင်ထေသမားတွေ အတွေ့အကြုံကအပြည့်ဆုံးရှိပြီးသားဒါကြောင့်မို့လို့အတွေ့အကြုံရှိပြီးသားတောင်းပန်နေနေဒီအဓိကနည်းငယ်ရေးချမ်းပြီးတော့တည်ငြိမ်တဲ့နိုင်ငံရေးပတ်ဝန်းကျင်တည်ငြိမ်တဲ့နိုင်ငံရေးပတ်ဝန်းကျင်ဖက်ပြီးနိုင်တယ်ဆိုရင် example ပြောပြီးတော့တည်ငြိမ်တဲ့ဒီနိုင်ငံတော်ကြီးတစ်ခုကအရွယ်ဖြစ်ပါလေဒါကြောင့်မို့စိုက်ပျိုးရေးတောင်းပန်ရဲ့စေကုံမှုပြတ်တာအမေတင်ရင်ကိုရပြီးတော့ပဝန်းကျင်ကောင်ရတဲ့အထည်တို့ဝိုင်းကြီးစူးစမ်းကြမယ်ဆိုရင်ခုနကတို့တောင်းပန်တွေတို့တောင်းပန်တွေခက်ခဲနေ ုတ်တမဆာပါမှုပြဿနာလေးတွင်းအားစုနေဟိုဈေးကြီးနေတဲ့ပြဿနာလေးနောက်တော့ဟိုဈေးပတ်ပြောင်းတဲ့ပြဿနာလေးအောင်မြင်နဲ့ကျော်သွားနိုင်တယ်လို့သူတို့အနေနဲ့အဲဒီစာမိပါကြောင့်ပြောကြရင်ဒီလိုချုပ်ပါလေရှင်